ပါဗျာဖုန်းယူခဲ့ပါအောင်မနေယူနေငါတက်ပြီးတဲ့ဖုန်းရရအောင်ယူခဲ့ပါအောင်2025ခုနှစ်မေလ12ရက်နေ့မနက်9:35မိနစ်ဝန်းကျင်အချိန်မှာသခိုင်းတိုင်းတပေးရင်းမြို့နယ်အတွင်းကဦးထိန်နှင်းကျေးရစာတင်ကျောင်းကို အကျန်းဖက်စစ်တပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်လို့ကျောင်းသူကျောင်းသားအနည်းဆုံး20ဦးနဲ့ဆရာမ2ဦးသေဆုံးပြီးတော့ 40ဦးကျော်ဒဏ်ရာရှိခဲ့ပါတယ်။ဒဏ်ရာရှိတဲ့ចောင်းသားចောင်းသူတွေဟာလည်းဒဏ်ရာပြင်းထန်မှုကြောင့်အသက်လွတ်နေရတဲ့အခြေအနေတွေရှိနေလို့သေဆုံးသူအရေးအတွက်ဟာဒီထက်ပိုပြီးတော့လဲဒေါ်လာနိုင်ပါသေးတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအစိုးရနှီးပညာအထက်တန်းကြောင်း CDN ကတိကဆီယာမတော်ရတီအောင်ကအခုလိုပြောပါတယ်။ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်။ ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေနှလုံးသားထဲမှာအုံနောက်ပြင်ပါအမုန်းတွေအညိုးတွေအာဃာတဝင်သွားပြီအဆမ်းမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးကကလေးတွေစိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်ပါနိုင်ငံတကာကကိုငြိတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိတေမဘလောက်ထိဆုံရှုံမှအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ဒီဖြစ်စဉ်အတွင်းပွဲချင်းပြီးတည်ဆုံခဲ့တဲ့သူတွေကတော့မတ်သက်ထားဝေ grade 11မောင်စုံမိုးသွန် grade 3မောင်ချမ်းမြင့်အောင် grade 4မတ်ရှွန်းလဲဝေ grade 2မတ်ဖြိုးဝေဖြိုး grade 3မတ်သွန်းဆက်ဖြိုး grade 2မတ်ထက်ရည်ဒီထွန်း grade 4မောင်မြနိုးမမောင် grade 9မတ်မော်မမီအောင် grade 4မတ်မိုးဟေကျော် grade 4မတ်မမုတ်ဝင်း grade 10 မလအောင်မဲ grade 7မမိုးမြဟန် grade 7မအေးငိမ့်ဆန် grade 3မောင်စရာဖြို grade 5မချယ်လီမူ grade 2မောင်လွမ်းပိုင်ထက် grade 2မမြန်နိုးဦး grade 7မငိမ့်ရွှေရဒီမူ grade 2မဆုလနိုင် grade 2ဆီယာမရီဖြစ်တဲ့ဒေါ်ပန်းမမှုဝေဒေါ်စင်မာသူတို့ဖြစ်ပါတယ်။အစ်စနဲ့ပတ်သက်တဲ့မှတ်တမ်းတပုံတွေ ရီရိုတွေထဲမှာပါဝင်တဲ့စာသင်ကျောင်းခေါင်ပိုးလုံးဝဖွင့်ထွက်သွားတာစာသင်ခန်းတွင်ကျန်းပြင်းတဲ့နေရန်တွေပေါက်ထွက်ကုန်တာကလေးငယ်အချို့အစအနရှာမရအောင်ပျောက်သွားတာအချို့ကလေးငယ်တွေကိုလက်အင်ကအစိပ်ပိုင်းအချို့ပဲကျန်ရစ်တော့တာအချို့ကလေးငယ်တွေဦးကောင်းပွင့်ထွက်ကျေမွားသွားတာစတဲ့ဆိုးရွားတဲ့ပျက်စီးမှုတွေပြင်းထန်တဲ့ဒဏ်ရာတွေနဲ့တေဆုံးကြတာကိုကြည်ချင်းအားဖြင့် ဒါဟာဖြစ်အားပြင်းလို့နဲ့ဘုံတံကြောင့်ဖြစ်ရတဲ့ဆိုတာကိုသိမြင်နိုင်မှာဖြစ်ပါတယ်။ရန်ကုန်ခေတ်သစ်သတင်းဌာနကတပင်းရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုမေးထားတဲ့အင်တာဗျူးထဲမှာတော့ဟုတ်ဂျာပိုင်တာနဲ့ဖြစ်သွားတယ်။ပေါင်ကတော့ကျွန်တော်တို့ပြောများသူတို့သုံးတဲ့လက်နက်ကကျွန်တော်တို့20ခွဲ30ခွဲတွေသုံးထားတာပြောများပါတယ်။ဟုတ်ကဲ့။အကြောင်းပေါ်မှာ ပြပြီးတော့မြေပြင်ပေါ်မှာပြန့်ကျဲသွားတဲ့ပုံစံရှိပါတယ်။ ကြသွားတဲ့နေရာကနေထပ်ဆင့်ကွဲတာတွေလည်းရှိတယ်လို့ဖြေထားတာတွေ့ရပါတယ်။ဒီလိုဆိုးရွားပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်ဖို့အကြမ်းဖက်စကောင်းဆောင်တွေကအမိတ်ပေးစေခိုင်းအကြမ်းဖက်လေတပ်ကလူမဆန်စွာနဲ့လေကြောင်းကိုလက်တွေ့ဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်ရဲ့အတင်းတူဖြန့်ချီရန်တရာဖြစ်တဲ့ MRTB အပါအဝင် အကျန်းဖက်စစ်ကြုံလော်ဘီတွေကလည်းစကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်အိုထင်းကွင်းကျေးရွာစတဲ့ကျောင်းကိုလုံကျွင်းတပ်ဖွဲ့များကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှုတ်အပေါဝင်ကျောင်းသားကျောင်းသူ90ဝန်းကျင်ခန့်ထိခိုက်ဒေဆုဒီပြစ်စင်ဟာခလေးတွေကိုသွေးတူတွေပြန်ပြီးတရုတ်ပြနေတာ PDF တွေဘုံခွဲတာကျောင်းထဲမှာမိုင်းတွေလုံနေရကနေပေါက်ကွဲတာစတဲ့အလေးအညာတွေနဲ့နီလန်ပေါင်းစုံသုံးပြီးတရဲမှန်ကိုပုံဖြတ်နေတဲ့အလုပ်ကို ဇက်တိုက်လှုပ်ဆောင်လာတာတွေ့ရပါတယ်။အကြမ်းဖက်စကောင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေဟာရုရှားနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ပံ့ပိုးကူညီမှုအားပေးအားမြောက်ပြုမှုတွေကြောင့်ပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်တပ်ဖြတ်မှုတွေကိုပိုပြီးလက်ရဲစရဲလောက်ကင်ဆောင်ရွက်လာတာတွေ့ရပါတယ်။အကြမ်းဖက်ပြောခွင့်ရစောမင်းထွန်းဟာတယ်လီကြာဇီးယားမီဒီယာနဲ့အင်တာဗျူးမှာလဲတော်လိုင်းအင်အားစုတွေနဲ့အတူရှိနေရင်ကလေးတငယ်တွေလည်း ပြစ်ခတ်တက်ဖြတ်ခံရနိုင်တဲ့ဆိုတဲ့သဘောဖြည့်ကြားထားတာကိုလည်းတွေးကြရပါလိမ့်မယ်။အဲ့တော့ကလေးတွေအများကြီးပါကြတောင်းញမ်းသူအခုလုံးကျေးရွာစာတင်ချောင်းကိုဘုံကျဲတိုက်ခိုက်ဖို့အမိတ်ပေးသူကာယကံမြောက်ကျူးလွန်သူနဲ့ပူပေါင်းပါဝင်သူအလုံးကိုပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရေးစုံစမ်းရှာဖွေဖော်ထုတ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကလည်းမေလ12ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုမျိုးစာတင်ကြောင်းတွေဈေးရုံတွေစပေးရှောင်စကန်တွေလူစီကားရနေရာတွေကိုပြတ်မှတ်ထားပုံကျဲပြီးပြည်သူလူထုကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့လုပ်ရက်တွေဟာအလွန်ဆိုးရွားပြင်းထန်တဲ့စစ်ရာဇဝဲမှုတွေဖြစ်ပြီးဒီတော်လိုင်းကာလာတခြားအကြမ်းဖက်စစ်အုပ်စုကကျူးလွန်ခဲ့တဲ့စစ်ရာဇဝဲမှုတွေကြောင့်အသက်အိုးအိမ်စီစိမ်တွေပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းနဲ့ကြာဆုံးခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးအတွက်တရားမျှတမှုတစ်ခုကိုပြန်လည်ရယူနိုင်ဖို့ဟာအမျိုးသားညီညွတ်ရေးအစိုးရအပေါ်ဝင်တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ခံယူထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးမီဖုံလကပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ကျောင်းတက်တက်ကြာကြာ။ပြန်။ပြမဆောင်ရင်ဆောင်းကျောင်းအလဲကကျောင်းဆောင်ရင် လည်းအထီးမှန်ခဲ့ပါကြဗျကိုဘိုင်ဘိုင်းဆက်ဆံနေတော့ကိုအခုတို့မြင်ပါပါတို့ကအကြောက်တရားကိုထည့်ပြီးတော့မှကလေးတွေကိုကျဲချတဲ့အချိန်မှာအဲကလေးတွေကျဲချပြီးတော့မှဒီကျွန်တော်တို့ရှော့မယ်ထင်တာပေါ့ဗျာကျွန်တော်တို့ကတို့ကိုမလျှော့တော့ဘူးရေကလေးမိဘတွေကလည်းမလျှော့ဘူးဒီပွဲကိုကျွန်တော်ပြီးအောင်လို့အိုလို့ရတော့မှာဗျာကျွန်တော်တို့ဝိုင်းရကြပါဦးလို့ပဲပြောချင်ပါတယ်ဗျာတို့ကြည့်ကြည့်ကြည့်ရတော့อืมတတ်နိုင်ဘူးဗျာအဲကျွန်တော်တို့ကကျွန်တော်ယုံမှရတော့